ားလုံးပဲမင်္ဂလာပါ UK Match TV ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion B တက်တင်အောင်လည်းမင်္ဂလာပါဆိုတော့ကျွန်တော်တို့အခုဒါစနေနေ့မှာ England Premier League ပွဲတွေအများကြီးကန်နေအများကြီးကန်တဲ့အချိန်မှာကျွန်တော်တို့အခုအခုလောလောဆယ်ပြားလိပြိုင်ပွဲမှာ form အကောင်းဆုံး form အကောင်းဆုံးအသင်းကဘယ်သူလဲဆိုတော့ Wolf ပဲ Manchester United ကိုပြီးခဲ့တဲ့ဘက်ကသူတို့ဒါ Ultra Form မှာ Slavia ရဲ့ free kick ကိုနဲ့နိုင်ပြီးတော့ဒါသူတို့ ဖုန်အကောင်းဆုံးဖြစ်တဲ့အချိန်မှာအခုလက်ရှိနေထားရမန်ယူနိုက်တက်အသင်းကိုနိုင်ခဲ့တဲ့ဒီဝူကဖုန်အကောင်းဆုံးနေနဲ့နောက်ထပ်လက်စာကိုထပ်နိုင်သွားတယ်ချယ်ဆီကတော့တကယ့်ကိုချန်ပီယံလိအရေးပါတဲ့ crucial ပွဲမှာ Everton ကိုဂိုးကုန်းဖြစ်တဲ့နိုင်တော့သူတို့လည်းဒါတကယ့်ကိုပွဲချက်မတိုင်ခင်မှာတကယ့်ကိုအဖိုးတန်သုံးမရယူသွားတဲ့အချိန်မှာဒါအခုတစ်ဖက်ကတော့အခုလက်ရှိမှာဘယ်လိုပြောမလဲဆိုတော့ဒါစနေနေ့ကန်သွားတဲ့ပွဲတွေမှာဒါဘယ်လိုပြောမလဲတန်းဆင်းသွားတဲ့ Eastwich Town ပေါ့လေ Eastwich Town ကတန်းဆင်းသွားပြီး ဒါတို့ကညူကာဆယ်နဲ့ကန်ရတယ်ညူကာဆယ်ကပြီးခဲ့တဲ့ feature မှာတို့နည်းနည်းကန်ဆိုးသွားတာပေါ့လေတို့ feature တွေအားလုံးမှာတို့ကတို့ပွဲတစ်ပွဲပဲတို့ရှုံးသွားတာတို့က villa ကို4-1နဲ့ရှုံးသွားတဲ့အချိန်မှာဘယ်လိုပြောမလဲဆိုတော့ပြိုင်ဘက်တွေကအကုန်အမှတ်ပြည့်ရသွားတယ်အဲ့အတွက်ကြောင့်ဒီပွဲကညူကာဆယ်တို့ crucial ပွဲဆိုတော့အဲ့ပွဲတွေကြောင့်မပြောခင်နံပါတ်1အနေနဲ့ Chelsea Everton နဲ့ကန်ရတယ်ဒီပွဲက Everton အတွက်ဘာမှပြဿနာမရှိဘူးဒါပေမဲ့ Chelsea က မတ်ဝင်းဂေးနော်နီမာတူအေဂေးရဲ့တစ်ဖက်ကဖက်ပလိုနက်တူတို့ပါတို့ပါတယ်လူဆုံတက်ဆုံပါတယ်ဒါပေမဲ့ပြဿနာကချက်စီးကလည်းဒါရတန်နဲ့နဲ့အောက်နေတဲ့အချိန်မှာဒီနေ့ပွဲမှာတော့ခက်ခဲမယ်ဆိုပေမဲ့တကယ်တမ်းကျတော့ majority ပွဲကိုတို့တောက်လျှောက်စုံမှုထားတာပဲပွဲကိုတို့ထိမ့်ချုပ်ထားတယ်ပွဲကိုတို့အများကြီးဒါစုံမှုထားပြီးတော့အနိုင်ဂိုးကတော့ဒါ Nicklet Jensen ရဲ့တလုံးတည်းသောဂိုးပဲဆိုတော့ဒီနေရာမှာ Kopa Ma ရဲ့ Jensen ရဲ့ Nonni Matuike ရဲ့ Natto ရဲ့အတွဲထပ်ပြီးတော့ခိုက်ဆေးတို့ကညာဘက်ချမ်းမှာ Lavia နဲ့ Anzu နဲ့ကွင်းလေတွဲတယ်ဆိုတော့ဒါတော့ ိုအောင်တိတ်မယုံတော့ဘောလေအန်တီအတင်းကောင်းဆောင် ဒါ reach chain ကိုတိတ်ပြီးတော့ဒီ reach chain ညမှာ goose tour ပဲဖြစ်ဖြစ်ဒါအခုခိုက်ဆေးတို့ကိုတုံးပြီးတော့မှဒါတစ်ဖက်က Cucurella နဲ့ Robert Sanchez Chalupa ရဲ့ Living Cove အခုနောက်ပိုင်း Chalupa နဲ့ Cove ကိုပြန်တုံးတယ်ဘာလို့ဆိုတော့ Chalupa ကတော်တော်လေးတည်ချိန်နဲ့ကစားမဖြစ်တယ်ဒါဟိုဘက်က Everton ကတော့ Beto ကိုထောင်ထားပြီးတော့မှဒါ4231ကစားရတာပေါ့လေပွဲကတကယ့်ကိုပွဲကြီးပွဲကောင်းပဲ Everton ကပထမပိုင်းတပိုင်းလုံးမှာတော့အလောက်ကြီးမလုံတိုင်ပေမဲ့ဒုတိယပိုင်းမှာ Everton ဟာမထင်မှတ်လောက်အောင်လုံပြခဲ့ပြီးတော့ ဒါဘယ်လိုပြောမလဲပွဲပြီးကနေဒီမှာ Chelsea ကိုတောက်လျှောက် pressure ပေးတယ် majority Chelsea ကပွဲကိုစုံမှုထားတာမှန်ပေမဲ့ဒါ Chelsea အသင်းအတွက်ဘယ်လိုပြောမလဲဒီအနိုင်ကိုကို Jackson တလုံးတည်းတော့ကိုးသွင်းလိုက်တယ်အဲ့တလုံးတည်းက Anzo Fernandez ဖန်ပြီးပေးတယ်အဲ့လုံးကလည်း Chelsea တလုံးတည်းတော့ကြည့်တယ်ဒါဒုတိယပိုင်းမှာ Robert Sanchez ကို Chelsea ဘက်က pressure ပေးခံရရင်လည်း Sanchez အပိုင်စေ့သွားတယ်အလုံးတွေတကယ်လို့သာအဲ့လုံးတွေမစေ့ခံရဒီပွဲက different game ဖြစ်နိုင်တယ်အခုကျွန်တော်တို့ကခိုက်စီးလို့က ဒီ4 back ကစားတဲ့ right back ကနေတကယ်တော့ Chelsea ဘောလုံး position ရရင် तू ကအတွင်းကိုဝင်ပြီးတော့မှကွန်းလယ်ဝင်ပြီးတော့3ပုံစံ shape ဖြင့်ကစားတယ် low at ပြီးရင်4 back ပြန်ထွက်တယ် reaching ဝင်တဲ့ချိန်မှာ तू က Lavia ထွက်ပြီးတော့ Kaiser ကိုကွန်းလယ်ကိုဝင်တယ် Marco Guerrero တော့ကောင်းပြီးသားပဲဒါအခု Nonny Madueke ကတော်တော်လေးအလုပ်ဖြစ်တယ်မှာ Chelsea ကအဆုံးသတ်ပါဒီ Jackson ရဲ့ goal Jackson လက်စတုံးပွဲဆက်တိုက်ခူးပေါင်းပြောင်းမှုကိုအဆုံးသတ်ပြီးတော့တစ်ဖက်က ဒီခိုးဖမကတော့ဂိုးပေါက်ပျောက်တဲ့ဒါအခုလက်ရှိအခြေအနေပေါ့လေသူရဲ့ဂိုးပေါက်ပျောက်မှုဆက်ရှိနေတယ်ဆိုတော့တစ်ဖက်မှာအခုလက်ရှိမှာချယ်ဆီကနိုင်သွားတဲ့အချိန်မှာညူကာဆယ်ကအင်ဂွန်းမှာအစ်စဝစ်တောင်းနဲ့ကန်ရတယ်ဒီဘွဲကအစ်စဝစ်တောင်းရဲ့နောက်ဆုံးပရီးမီးယားလိဘွဲပေါ့လေဒါသူတို့ ဒီပွဲမတိုင်ခင်မှာ hanging လုံးဖြစ်နေပေမဲ့အခု Israel Shaw ကဘယ်လိုပြောမလဲဒါ Newcastle ကိုတယောက်ထုတ်ခံရတာဟိုသူတို့တယောက်ထုတ်ခံရတဲ့အချိန်မှာဘာမှမတက်တာအရင်နဲ့ဒီနှစ်သိန်းချေကွာပါတယ်ဒါပေမဲ့ပထမပိုင်း38မိနစ်မှာ Ban Johnson ထုတ်ခံရတယ်အဝဆန်ကကစားလာလိုက်ပြောင်းလာခဲ့တဲ့ဘန်ဂျွန်ဆင်နှစ်ဝါတနည်းနဲ့ထုတ်ခံအနီကနှစ်ကအဝကနှစ်ကက6မိနစ်တွင်ရပြီးတော့မှဒါပထမပိုင်းပြီးကနေမှအလန်ဇနာအီဆက်ကယူကာဆယ်ကိုပနတီကိုသွင်းလိုက်တယ်။အ အဲ့ပနဒီဂိုးနဲ့ပဲညူကာဆယ်ကတောက်ရှော့အဓိကတော့တယောက်ရော့သွားတဲ့အချိန်မှာညူကာဆယ်ကလည်းဒါအမှန်တိုင်းဒီပွဲပြီးရင်တို့စတိုက်ပွဲချက်တွေလာမှာတို့လည်းတကယ်ချန်ပီယံလိမှာပွဲကြီးတွေအများကြီးခံရအောင်မယ်ဆိုတော့တို့ကလည်းဒီပွဲက must win game must win game မှာ must win game ဒီပွဲအခြေအနေဆိုးသွားရင်တို့တို့လည်းတိုက်ပတ်သွားနိုင်တယ်ဆိုတော့ဒီပွဲမှာလုံးဝအမှားမခံဘူးဆိုတော့အခု ညူကာဆယ်ကအခုဒါအစောပိုင်းမှာအီဆက်ရဲ့ပထမပိုင်းဂိုးနဲ့တွင်းလိုက်တာပေါ့လေအဲ့ဂိုးနဲ့တွင်းပြီးတော့မှညူကာဆယ်ကဂိုးကုန်ရှိနဲ့ဥဆောင်ခဲ့ပြီးတော့မှဒါအဆုံးသတ်မှာပဲဒါပထမပိုင်းပြီးတဲ့နေ့မှာဒံပန်းပထမပိုင်းပြီးတဲ့ချိန်ဒုတိယပိုင်းအစမှာဒံပန်းတကူထပ်သွင်းနေတယ် ဒံပန်းကတော့အခုလောလောဆယ်မှာညူကာဆယ်ရဲ့အကောင်းဆုံးစန်တဘက်ပဲရှယ်ကလည်းဂိုးဒနာပဲပဲဒံပန်းကတော့တကယ်ကိုအရေးပါတဲ့ကိုးတွေကိုဇက်တိုက်သွင်းပြီးတော့မှဒါပွဲပြီးကန်ဒီမှာပဲဒါဘယ်လိုပြောမလဲဝီလျံအိုရှွာပေါ့လေအိုရှွာကတလုံးထပ်သွင်းတယ်ဆိုတော့ညူကာဆယ်ကသူ့ရဲ့တကယ်ခရူရှယ်ပွဲမှာဒါဒါဂိုးပြတ်နိုင်လိုက်တယ်အဓိကကဘာဖြစ်လို့လဲဆိုတော့အခုဂိုးပြတ်စကားပြောနေပြီဗျာဒါပွဲကဂိုးပြတ်ဘယ်သူနိုင်မလဲဂိုးပြတ်နိုင်ပါပဲသူတို့တွက်ကဒါအမှတ် good different ကအများကြီးကြည့်ရမယ်ဆိုတော့သူတို့တွက်၃ဂိုးပြတ်နိုင်တဲ့အတွက်ကြောင့်ညူကာဆယ်လည်းတော်တော်လေး အခြေအနေကောင်းသွားတယ်ဒီနေရာမှာ Brighton Brighton ကတော့ West Ham နဲ့ကန်နေနှစ်သင်းလုံးကချေမမှန်တဲ့အသင်းတွေသူသူရှုံးကိုရှုံးချေမမှန်ကြတဲ့အသင်းတွေထဲမှာအခုလောလောဆယ်အနေထားရတော့ Brighton က West Ham ကို3ခု2ခုနဲ့နိုင်တယ်ကျွန်တော်တကယ်ကျွန်တော်ဘာပြောလဲဆိုတော့သူက Newcastle ဖြစ်တဲ့ကျွန်တော်နဲ့ကံကနီးမှပြားတယ် Brighton ကိုနဲ့ကံကနီးကြမှာခြေလာကောင်းတယ်ဗောလေဒီကောင်းတွေကြောက်ရတယ်ပါညာနဲ့ပြောနေတာဗောလေဒါပြောနေနေမှာအခု Brighton က West Ham ကို3-2နဲ့9နေဆိုတော့အစောတကယ်တော့အမှန်တမ်းပြောရင်ဒီပွဲက Brighton ရှုံးနေတာ ဝမ်ဒီနဲ့အစိုးရတဲ့အာရသွင်းထားတယ်အဲ့တကိုးတဲ့နဲ့ Brighton eBay 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 လို့ပြီးတော့မှ Green Potter ရဲ့အသင်းက48မှာ Kudu 83မှာဆူချက်သွင်းသွားတယ်အဲ့နဲ့2-1ဖြစ်သွားတယ်အဲ့2-1ကဒီမှာအဆုံးသက်မှာဝဲက Brighton ရှုံးပြီလို့တွက်ထားပြီးတော့မှဒါပွဲပြီးကန်ဒီဒါ89မိနစ်မှာ Mitoma နဲ့90မိနစ်မှာတော့ Balaba ဘာလီပါရောမီထိုမာရောကဒီယာတီမှာ Brighton ယာတီကုတ်မှာ Brighton ကထွက်မဲ့ပါညာနဲ့တရင်တွေထောင်းလျှောက်တက်နေခြင်းနဲ့မှာတယောက်တကူးစီသွင်းပြီးတော့တကယ်နော်89နဲ့92ဒါသွင်းသွားတဲ့နှလုံးကဒါဝက်ဆန်ကိုအသေးခွဲပြီးတော့ Brighton က3-2နဲ့နိုင်သွားတယ်ဒီနေရာမှာအခြားပွဲစဉ်တွေထဲမှာဗောလေကျွန်တော်တို့အခြားပွဲစဉ်တွေထဲမှာဘယ်လိုပြောမလဲဆိုတော့ Southampton ကို Fulham က2-1နဲ့နိုင်တယ် Fulham ကတော့တကယ်ကိုဒါလုံးဝကိုခံမှန်းခတ်တဲ့အသင်းကျွန်တော်တို့ကသူတို့ကိုနိုင်မယ်လို့တွက်ရင်သူရှုံးတယ်သူသူရှုံးမယ်လို့တွက်ရင်သူနိုင်တယ် ဒါစိတ်ကတော့ဘာဖြစ်ဖြစ်ဒါပွဲအခုယာတိပိတ်ခံနေမှာပဲနည်းနည်းလေးပြန်ပြီးတော့ယုံအားရှိရှိနဲ့ကစားရတာပေါ့လေသူယုံကိုယုံသူယုံကိုယုံနဲ့ရှုံးရင်တော့ရှုံးသွားမယ်ဗျာဒါပေမဲ့သူတို့ခက်ခဲကစားတယ်ဒါဖူအန်က injury တိုင်းမှာပဲ Ryan Sessegnon ရဲ့အနိုင်ကိုနဲ့နိုင်သွားတာလုံးနေတော့ဘူးကိုဆောင်းရတဲ့ကဒါစတီဗင်ဂျက်စတီဗင်သူတို့ရဲ့အသင်းကောင်းဆောင်စတီဗင်ကဂိုးသွင်းထားတယ်အဲဒီဂိုးနဲ့ပဲစိတ်ကနိုင်ပြီးတော့မှ ဒီ concert နဲ့မှာဒါ Emery Smith Rowe ကတကူနဲ့60နှစ်မဲမှာ Sessegnon ကိုသွင်းလို့ဒါ Fuan ကနိုင်သွားတယ်ဆိုတော့အခုဒါ Wolverhampton ဆိုရင်ကျွန်တော်ကပြောလို့ဗောလေ phone အကောင်းဆုံးအသင်းလို့ပြောလို့ရတယ် Victor Pereira ရဲ့အသင်းက၅ပွဲစတိုက်နိုင်ထားတယ်အဲ့၅ပွဲစတိုက်နိုင်ထားရတာလေအခုထပ်ပြီးတော့သူတို့ထပ်ပြီးနိုင်တယ် ကလပ်ရက်ကောက၄ပွဲအဲ့ဒါကို United ကိုနိုင်တော့၅ပွဲ၅ပွဲမှမှဒီနေ့ Leicester တိုင်းစီမီသား Leicester ကိုထပ်နိုင်တယ်ထုံးစံတိုင်းပေါ် Matthias Cunha Larsen နဲ့ Joao Gomez တို့တယောက်တကူဒီ Cunha ကတော့ကျွန်တော်တို့တော်တော်သဘောကျတယ်ကစားမှဖြစ်ပြီးတော့ Wolf က6ပွဲဆက်တိုက်ကိုထပ်နိုင်တယ်ဆိုတော့အခုလက်ရှိမှာ Liverpool ကမကန်ခင်89 Arsenal က69အာ Newcastle ကအခု62ပေါ့လေ Liverpool Arsenal နဲ့ Newcastle တော့၅မှတ်ပဲကွာပြီးတော့ Man City က67 အဲပြီးတော့မှ Chelsea က60နိုင်ပွဲရပြီးတော့ Forest ကတပွဲရော60 Villa ကတပွဲရော59ဖြစ်ပြီးတော့ Fulham က51 Brighton 51 Bournemouth 49 Brighton Brentford 46သူတို့ကတော့လက်ချံ Conference တနေရာအတွက်မျှော်လင့်ချက်ရှိတယ် Leicester ရဲ့ Southampton ရဲ့ Ipswich ရဲ့၃သင်းတန်းဆင်းသွားတယ်ဂိုးအများဆုံးတွေးထားတဲ့ထဲမှာတော့ဒါ Salah က29ပဲ Isak က22ဂိုးနဲ့တက်လာပြီးတော့ Haaland က21 Chris Wood က19 Ryan Ambumo က18နဲ့ Salas က18ကိုဖန်တီးထားပြီးတော့ Jake Murphy က17ကိုဖန်တီးထားတယ်ဒါကတော့ဒါစနေနေ့ကန်နဲ့ဒါဘယ်လိုပြောမလဲ England Premier League ပွဲတွေပေါ့လေဒါကျွန်တော်ကတော့အခုလောလောဆယ်ဒါဒီ Switzerland ရောက်နေရင်းနဲ့ပေါ့လေဒါကျွန်တော်ရဲ့ Premier League ပွဲစဉ်တွေအကြောင်းပေါ့လေ Premier League ကရာသီပိတ်ပွားလေးပွဲပဲကျန်တော့တယ် Champions League ဝင်ခွင့်ကတော့စိတ်ပြီးအကျိတ်အကျိတ်နဲ့ရှိနေဆဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်